ားလုံးပဲမင်္ဂလာပါရှင်။ပါပယုံရေးသားထားသောဈေးကွက်ချောင်းတရားပေါ်ကအဝါရောင်ဝဝင်ရုံအကျိုးအပိတ်လေးဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ အစွန်းနှစ်ဖက်ကလူစက်တင်ဘာလကျောင်းတွေပြန်ဖွင့်တော့နေအောင်ကြီးကပေါ်တလဲပျောက်တလဲပြန်ဖြစ်စာပြူလာပြီအေးဆက်ဆက်မိုးပေါက်တွေတခါတခါကြလာတတ်တယ်ဒုတိယစာသင်နှစ်ဟာပထမနှစ်လိုမလွယ်ကူလာဘူးစကတည်းကအရင်တကူဆိုသလိုရှုပ်ထွေးလို့နဲ့သင်ငန်းစာတွေနဲ့နပန်းလုံးနေရပြီခင်တလောက်မလွယ်ပါလားလို့ငင်းညူမိတဲ့အချိန်ပဲအလုတ်ချိန်ကိုနည်းနည်းရှော့ချပြီးတက်နိုင်တဲ့လောက်စာကြည့်တိုင်းမှာသွားသွားထိုင်ပြီး စာအုပ်ပုံးလေးနဲ့ကွန်ပျူတာရှေ့မှာထူပူနေအောင်စာလုပ်နေရတယ်။ကျွန်တော်ချစ်စာခင်စာကျင်နာစာလေးကိုတောင်းခရိုင်းလို့ဖုန်းခေါ်ပြီးစကားပုံမှန်မပြောနိုင်တော့ဘူး။တပတ်နှစ်ပတ်လောက်ကြာတော့ညီမလေးကျွန်တော်စီရောက်လာပြန်တယ်။ဟေးဆရာကြီးညနာကအမုန်တီတီနဲ့ဖျားများနေတာလား။ကျောင်းစာတွေခဏပြစ်ထားပြီးတရက်လောက်ခေးထွက်ကြရအောင်လားတဲ့။သွားကြတာပေါ့ဆိုပြီးအလောက်ကကျောင်းစာတွေကိုပြစ်ချထားပြီး ခရီးအတူတူထွက်ခဲ့ကြတယ်။ Rockshire မြောက်ပိုင်းက Scarborough ဂျီဒီရှာအတန်းတွဲအရာ Scarborough ဆိုတဲ့မြို့ကလေးစီပေါ့။ပင်လယ်ကမ်းဘေးက Sheehawk မြို့ကလေး Scarborough Castle လို့ခေါ်တဲ့စနစ်ရာစုကရဲတိုက်ကြီးရှိတဲ့မြို့ဒန်နာယီဆန်တဲ့မြို့ကလေးပေါ့။နီညိုယောင် Sheehawk အိမ်ဦးကလေးတွေကပင်လယ်ကမ်းရိုးရဲအတိုင်းဝေးဝိုင်းလို့တချို့ကတောင်ကုန်းပေါ်မှာမြက်ခင်းအစင်းရောင်လေးပေါ်မှာထီထီလေးတွေအဲ့ဒီနေ့က ရာသီဥတုမตายရဘူးနေမထွက်တဲ့အပြင်ရှားဝါလို့ခေါ်တဲ့မိုးမြုံမုံကြီးကြနေတယ်ကျွန်တော်တို့နှစ်ယောက်တယောက်နဲ့တယောက်ခါးကိုတင်းတင်းဖတ်ထားရင်ဂျာကင်အိမ်ကြီးကခေါင်းဆောင်အုတ်ထုပ်လေးပြီးစောင်းထားရင်အဲ့ဒီမျိုးကလေးတွေမှာခြေဦးတက်ရလျှောက်သွားနေခဲ့ကြတယ်ဘယ်လိုခံစားချက်မျိုးကြီးမှန်းကျွန်တော်မပြောပြတတ်ဘူးအိမ်မက်ထဲမှာလမ်းလျှောက်နေတယ်လို့လို့ဘာလို့လို့ကြီးရဲ့အားလည်းရခီးသွားရသည်လည်းမဟုတ်တော့လူသူလေးပါးကလည်းကင်းရှင်းလို့နေတာကို မေပဝင်းချင်းကမြင်ခွင့်ရဲ့ဂျာဒီဥရုရဲ့ကစိတ်ထဲမှာအလဲခစ်ကဥရောပကိုပြန်ရောက်နေတယ်လို့ခံစားမိနေစရာမျိုးမြို့တနေရအရောက်မှာကုန်းခက်မြင့်မြင့်ပေါ်ကနေပင်လေကိုစီးပြီးမြင်ရတဲ့အရက်ဘားလေးတစ်ခုတွေ့တာနဲ့ဝန်ထမ်းဖြစ်ကြတယ်။အရက်ဘားကအိုဟောင်းနေပေမဲ့အတွင်းဘက်မှန်ချက်ကနေပင်လေကန်းကြီးနဲ့စဝိုင်းချမ်းပုံစံမျိုးတစ်ချမ်းကိုတန်းမြင်နေရတဲ့မြင်ကွင်းကြောင့်အံ့ဩမင်တက်နေမိကြတယ်။ပုံပြာကြီးမိုင်းပင်လေကြီးတဲပြင်ဖြူလွလွ အိမ်အနေရောက်စီစီရီလေးတွေစာရီးရဲ့ဆန်လုံးနဲ့နှစ်ယောက်သားတက်ခွက်တပလားစီချလိုက်တော့မှအီးဒန်ခံခဲ့ရသမျှနွေးသွားတယ်။နေရွက်ဒီနီးမျက်နာရီပန်းသွေးရောက်တန်းလာကြတယ်။ဦးကပ်ပြီးထိုင်နေကြပါမယ်။စကားတလုံးမှမဆိုပြဖဲကိုအတွင်းနဲ့ကိုပင်လေကိုငေးမောနေကြတယ်။ခဏကြာမှဆိုင်ထဲကိုကျွန်တော်အခဲခက်ကြည့်တော့လူသူလေးပါခင်းရှင်းနေတဲ့အရက်ဆိုင်လေးဆိုင်ရှင်တယောက်ပဲဘားကောင်နာနောက်မှာတကုတ်ကုတ်နဲ့ လမ်းမကန့်ကနေရံမှာနိုင်လုံကျိုးတက်ခေတာလေးတလုံးချိတ်ထားတာမြင်တော့ကျွန်တော်အသားလေးထထားပြီးစာရှင်ကိုခွန်တောင်းနေခေတာကိုလက်ညှိုးထုတ်ပြပြီးမေအိုင်းဆိုတော့ရရင်ငါသားတဲ့ခေတာကိုဖြုတ်ယူလိုက်ပြီးမြမလေးအနာသွားထိုင်လိုက်တော့သူကရဲကျဲကျဲနဲ့ဟေးအကိုစာရှင်မောင်းထုတ်မယ်နော်ဒီကောတီးတတ်လို့လားတဲ့ကျွန်တော်ဘာမှပြန်မပြောဘူးခေတာကျိုးတွေကိုရှောက်ဆန်းပြီးနင်းနေညှိရအဆင်ပြေသွားတော့မှ Romance Day in Mall ဆိုတဲ့ စပိန်တချင်းတစ်ပုတ်ကိုစတီးတယ်။တကြော့ပြီးတော့ခေတာကျိုးတွေကကုတ်တွေတီးခတ်ရတာတွေးပူလာပြီ။နောက်တကြော့ထပ်တီးတယ်။ဘဲလက်ချောင်းတွေကခေတာဖင်ဂါဘုတ်ပေါ်မှာအလိုအလျောက်ပြေးလွှားနေတယ်လို့ညာလက်ချောင်းတွေကခေတာကျိုးတွေကိုပိုင်ပိုင်နိုင်နိုင်ကုတ်တွေပြေးလွှားနေတယ်။ကျွန်တော်မျက်လုံးတွေကိုပင်လေကိုငေးတယ်။ရေလိုင်းတွေကိုငေးတယ်။ကျွန်တော်ဟာကျွန်တော်မဟုတ်တော့ဘူး။ကျွန်တော်ဟာစပိန်ခေတာတလက်ဖေး။တချင်းဆုံးသွားတာနဲ့ခဏလေးနားတယ် 10စက္ကန့်20စက္ကန့်30စက္ကန့်လက်ကအလိုအလျောက်နောက်တစ်ပုတ်ဆက်တီးလိုက်တယ် required dose stella hambra ဆိုတဲ့သချင်းဖြစ်နေတယ်ဒီသချင်းဟာတရောတံကိုတူပထားတဲ့ technique ဖြစ်တဲ့ tremolo နဲ့တီးရတာမျိုးကျွန်တော်ညာလက်၃ချောင်းဟာပန်ငါလိုမှုနေအောင်လဲနေတယ်ဒါပေမဲ့ထင်သလောက်ထိကျက်မကောင်းပါဘူးကျွန်တော်ဂီတာမကင်တာကြာပြီမဟုတ်လားဒါပေမဲ့သချင်းဟာဆွေးမြေ့ကြည်ခွဲခွေရကြီးပဝင်းကျင်ကလည်း ဇွေးရီရီကြီးပထမအပိုက်ပြီးတော့တက်လုံကြလာတဲ့ဘဲဘက်လက်ကမနိုင်နိုင်တော့ဘူးဒုတိယအပိုက်ကိုမဆက်တော့ပဲရလိုက်တယ်ညီမလေးကိုစက်ခနဲ့လှမ်းကြည့်လိုက်တော့အံ့ဩတုန်လှုပ်နေတာရဲ့ဝမ်းသာကြည်နူးနေတာရဲ့အထင်ကြီးနေတာရဲ့အဲ့လိုခံစားချက်မျိုးပေါင်းဆက်ထားတဲ့မျက်ဝန်းတွေနဲ့ကျွန်တော်ကိုငေးလို့ရဲ့ကျွန်တော်အင်မတန်နှစ်သက်ခဲ့ဘူးတဲ့အချစ်ပုံရင်းဆိုတဲ့ကဘာကျော်ဝတ္ထုတွေကဇလိုက်မှဂျနီဖာကဇလိုက်အိုလီဗာကို ပီယနိုတီးပြတဲ့ဇာဝင်ခန်းကိုသွားတည်ရပြီးပြုံးမိသေးတယ်။ဘာရောဆိုတဲ့ဟန်နဲ့သူ့ကိုမေးဆက်ပြလိုက်တော့အင်ကြီးလမ်းမောင်းကိုပင့်တင်ပြတယ်။ဒီမဲ့တွေ့လား။ချက်သိန်းပူလေးပဲထလာတယ်။သိတော့မသိခဲ့ပါလား။ဒီနေရာမှာတော့မောင်လေးကိုမမမရှင်းနိုင်တော့ပါလားလို့ပြောရင် ကျွန်တော်ကရှူးရှူးဆာဆာကြီးငဲကြည့်နေတယ်။တဘောပါလုံးကိုကိုကိုဆောက်အထင်မကြီးခဲ့ဘူးရဲ့ကျွန်တော်ဟာအခုကိုကိုကို အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ကောင်းကြီးလိုလိုဘာလိုလိုခံစားနေရပြီဘဝမှာကိုချစ်တဲ့မိမရဲ့အထင်ကြီးမှုကို ခံရတာဟာအလက်ဇန္ဒားဒီဂရိတ်ကဘာတချမ်းကိုတိမ့်ပိုင်နိုင်ခဲ့တာလို့နင်းနင်းစိတ်ကြီးဝင်စရာကောင်းနေမဟုတ်လားဂျင်းနဲ့ပျော်ရွှင်နေတဲ့စိတ်နဲ့ကျွန်တော်ဂီတာကိုဆက်တီးတယ် intro တီးလုံးလေးကြားတာနဲ့မြမလေးကအာဟာလို့အမေရိတ်တန်လေးပြူတယ်ကျွန်တော်တချင်းဆဆိုတဲ့အခါမြမလေးကပါလိုက်နေတယ် ကျွန်တော်တို့ရောက်နေတဲ့မြို့ကလေးနာမည်ကစကာဘာရာကျွန်တော်ကောက်တီးလိုက်တဲ့တခြင်းကဆိုင်မွန်အန်ဂါဖန်ဂယ်ရဲ့စီးလို့အော်ဆိုတဲ့နေရာမှာမြမလေးကကျွန်တော်ရင်ဘတ်ကိုလက်ညှိုးနဲ့ထောက်ပြီးဟီးလို့ပြောင်းဆိုတယ်ကျွန်တော်မှတခြင်းဆိုနေရင်ဆက်ပြေးပြေးနေရဲ့တခြင်းကိုအတူဆက်အော်ဆိုကြတယ် အမေကျွန်တော်စံတုံးမလေးဟာပြုံးပြော်ရွှင်စွာနဲ့အမူအရာလေးတွေပါလုပ်ပြပြီးလိုက်အောင်စူနေတာဗျာပင်လယ်ကမ်းစံတစ်ဘေးတောင်ကုန်းပေါ်ကအရက်ဆိုင်အိုလေးပျော်ရွှင်နေတဲ့ဇုံရွဲလေးမိုးမြူမုံတွေအောက်ကဒန်နာယီဆန်နဲ့စကာဘရာမျိုးလေးဂီတာတန်နဲ့တန်ပြိုင်စူနေတဲ့ စကာဘရာဖေးတချင်းတဲ့ကျွန်တော်ဘဝကြီးတစ်ခုလုံးပြီးပြည့်ဆုံးခဲ့ဘူးတာပေါ့လေအပြန်လန်းကရထားပေါ်မှာအပြန်အလှန်မှီတွေ့ပြီးငြိမ်သက်နေကြရင်ကမြမလေးတော်နန်းမိမိကြီးရုတ်တရက်ထပြောတယ်ဟေးအကူရှင်ကဝီလျံဖော်နာရဲ့သဆောင်အန်နဖြူရီစာအုပ်ပဲဟမ်ဘာလဲအဲ့ဒါကစာအုပ်လေအင်းလေဘာဆိုင်လို့လဲဘာဆောက်ကြီးမို့လဲနားလေရခတ်တဲ့စာအုပ်ဖက်ရတာရှုပ်ရက်ခက်လုံးနေ လူ၃ယောက်နဲ့သုံးပုံတစ်ပုံကဇက်ချောင်းပြန်ပြောနေတာပထမဇက်ချောင်းပြန်တဲ့သူကစိတ်ရောကနည်းနည်းရှိနေတော့ကသူပြောတာတွေကအတိတ်နဲ့ပြစ်ဆုံပန်းအလဲတက်တဲ့နှစ်ခုကြာမှာဟိုခုံဒီခုအဲ့လိုတွေရဲ့ဘာတွေဖြစ်နေမှနားလည်ဖို့မလွယ်ဘူးဟာငါ့ကိုယူနေရဲ့လို့ပြောချင်တာလားသိနာပါလိဟင်အိုးခက်မောဖိတ်ဆောင်နဲ့တူတဲ့ရှင့်ကိုဖက်မိနေတဲ့ကျမယူချင်နေတာလို့ပြောနေတာဟုတ်ပါပြီပြောပါဦး အဲ့ဒီစာအုပ်နဲ့ဘယ်နှသွားတူတာတဲ့လဲမသိဘူးရှင်ဘာရီမန်းကိုမသိဘူးရှင့်အပြောအရာရှင်ငငယ်ကလူဆိုးလူတေဖဲသမားလေးဆို အခုကျမမြင်နေရတဲ့လူကအဲ့လိုဖြစ်ခဲ့ဘူးလေဆိုတာရုံရခတ်နေတယ်ပြုံးစီစီနဲ့လူကြီးတန်းယုံလေးအဆက်ဆက်မရှိပြန်ဘူးပညာတတ်မဟုတ်ဘူးခုမှလူရဝင်ဖို့ပညာသင်နေရတာတဲ့ကျမနဲ့ကျမအတိုင်းဝိုင်းကလူတွေနဲ့ဆက်ဆံတဲ့အခါတချမ်းမ မျက်နာပြတ်တိမ်ငယ်ဟန်မပြပြန်ဘူးစာအကြောင်းပေကြောင်းကြတော့ကျမတည်တလို့ရှင်အကုန်ပြောနိုင်နေပြန်ရောအဲ့လိုလူကဒေါသကိုမထိန်နိုင်လို့ထောက်ကြသွားခဲ့ဘူးတဲ့အမောင်ကန်နဲ့တိုက်ပိတ်ခံရဘူးခဲ့တဲ့ဟုတ်မှာပါလူကကမှုရှုလို့နဲ့ရေဟိုးအရင်တလောစီကအလောက်ကပြန်လာရင်ဖုံးလူလို့တဲ့လမ်းတရေလေးတွေနဲ့ရိုက်ကြနှက်ကြတာခေါင်းပေါက်လို့ပေါက်ညနာမှာအညူအမဲတွေစွဲလို့ရေတိတ်မှမကြောက်ဘူးညံရှိရပုံမပေါ်ဘူး မိုက်တီမိုက်ကန်လို့မေဖဲယနာကအရက်ဆိုင်နှုံးကကြပြန်တော့ရန်လာစတဲ့အင်္ဂလိပ်အရက်သမားနှစ်ကောင်ကိုတီးခန့်ရဲကျဲကျဲနဲ့ထရပြီးဒေါဖောက်နေတဲ့ကျမကိုဆွဲဖက်ရင်းလာပြန်냐စုညီမလေးရာဆိုပြီးတွေးအေးအေးနဲ့ထထွက်နိုင်ပြန်တယ်လူကချစ်တီချစ်ကန်နဲ့ကြုံရကြပန်းအလုပ်တွေရှောက်လို့ပြီးချစ်တလုံးနေတယ်ခုနကခေတာတီးနေပြန်တော့အဟုတ်ကြီးနူးညံ့နဲ့အဲ့ဒီလူက "तू မဟုတ်တော့တယ်လို့ပဲ"ကျမမှာအကြီးတွေပြောရပြန်ရောကျွန်တော် တဟားဟရေနေရင်ကလက်ကပြလိုက်တော့မြမလေးဒုဒုဒုစီမံမန်းနေတာကိုရက်သွားတယ်။အဲဒီစာအုပ်ကိုစူးစမ်းပြီးဆက်ဖက်ကြည့်မယ်မဟုတ်လားပြောရင် မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ခလေးလေးတယောက်လိုညနေချာချိုက်ပြန်ပြုံးပြလာရင်အသေးအချာပေါ့တဲ့။အဲဒီခီးစဉ်ကပြန်ရောက်တော့ကျွန်တော်တို့နှစ်ပတ်လောက်မတွေ့ဖြစ်ကြဘူး။သူက သူ့အလုပ်ကိစ္စနဲ့တခြားတိုင်းပြည်ပဲရောက်နေတယ်။ကျွန်တော်ဘွားကလည်းထုံးစံအတိုင်း ငွေရှာခြင်းနဲ့ပညာသင်ခြင်းအမှုတို့ရဲ့လောကရန်လှိုင်းလုံးနေတဲ့နစ်ချီမြုပ်ချီနဲ့တညက်နေတာကျွန်တော်အိမ်ဘဝကိုမြမလေးပေါက်ချလာရောတကားဖွင့်ပေးလိုက်တော့ခရီးပန်းလာဟန်တူရဲ့ငွမ်းရရမျက်နှာလေးကမချိုမချင်နဲ့ရဲ့ရော့ဆိုပြီးလက်ထဲကိုအိတ်နဲ့ထည့်ထားတဲ့ဂီတာတလုံးထိုးထည့်ပေးလာတယ်အလုံးနဲ့သွားရတဲ့ခရီးကအပြန်တန်းဝင်လာတာတဲ့ဂီတာတလုံးနဲ့ဝိုင်းကောင်းကောင်းနှစ်ပလင်းတည်လာတယ်တဲ့ဂီတာအိတ်ကိုဖွင့်ကြည့်လိုက်တော့စပိန်လက်လောက်ဂီတာအစစ်ကလေး ောက်ကျိုးနဲ့ဗျာဒါကြီးဘလောက်တောင်ပေးလိုက်ရတယ်လဲဝယ်လာပြန်ပြီလို့ပြောပြီးတော့ရှာမရှိနဲ့မြမလေးခရီးပန်းလာတယ်ဒီညဈေးယူခြင်းနဲ့ကဲရေသွားချိုးပြီးဂီတာတီးပြဖို့လက်နွေးထားလိုက်စမ်းလို့အော်ရင်လက်သွားတယ်ညာမီးအောင်မေမေလေးအောက်မီးလင်းဖို့ရှိမှကျွန်တော်နဲ့မြမလေးဒေါ်နန်းမိမိကြီးဟာဘူးကတ်ထိုင်လို့အီတလီယန်ဝိုင်းတွေတူတူမော့လို့ဂျီဝေဝေဖြစ်နေတဲ့ကျွန်တော်လက်ချောင်းတွေဟာစပိန်ဂီတာအစ်စ်ကလေးရဲ့နိုင်လွန်ကျိုးတွေပေါ်ပြေးလွှားစော်ကစားလို့ ကျွန်တော်ပခုံးစုံကိုမှီထားတဲ့ဝိုင်မှုနေတဲ့ကောင်မလေးဟာမျက်စိစုံမိတ်နားထောင်နေရင်းကတချင်းတပုတ်ပြီးသွားတိုင်းမျက်လုံးဆက်ခနဲဖွင့်ကြည့်ပြီးကျွန်တော်ကို အချင်းတကြီးငေးကြည့်ရင်ตาရလိုက်တာအကိုရာတဲ့ချိန်တိန်ဖိန်တိန်လေးတဲ့အီတလီယန်ဝိုင်အရက်ချုံနဲ့စပိန်ဂီတာတန်ဟာကဘာပေါ်မှာအလိုက်ဖက်ဆုံးရင်မှုလို့အကောင်းဆုံးအရာနှစ်ခုမဟုတ်လားနည်းနည်းကြတော့ကျွန်တော်ဂီတာတီးတာရက်ပြီးဂီတာကိုဘေးချထားလိုက်တယ် ပင်တူတူနဲ့ကောင်မလေးရဲ့မျက်နှာဖူးဖူးလေးကိုမီးလင်းဖိုကအလင်းရောင်နဲ့ငေးဆိုင်ကြည့်နေမိတယ်။သူလဲကျွန်တော်ကိုဇွေးရီရီလေးပြန်ငေးတယ်။လက်တစ်ဖက်ကကျွန်တော်ခုပ်ပိုးကိုတိုင်းဖက်လာတယ်။မျက်နှာချင်းတပြေးပြေးနီးကပ်သွားကြတယ်။မြမလေးအကုတ်ကိုလွမ်းလိုက်တာဟဲ့တဲ့။အဖျားခံနေတဲ့အတန်လေး။အဲ့ဒီနောက်မှာတော့မီးလင်းဖိုလေးရှိမှအနမ်းမုန်တိုင်းကြီးထမ်းလို့ပေါ့။ကျွန်တော်စစ်ကလက်ကိုတွင်တွင်ဖွာရင် လမ်းမီးတိုင်းဝါဝါတွေကိုအတိတ်ပဲမေ့ငေးမောနေမိတယ်။ဘဝကြမ်းကြမ်းစောင်းကြမ်းကြမ်းဒီတနေ့မှာကျွန်တော်ပတ်စံအများကြီးမရှာနိုင်တော့ဘူး။အလုံးနဲ့ကြောင်းစာကြားထဲမှာတစ်ဖက်ကိုအာရုံစိုက်ရင်တစ်ဖက်ကထိုးထိုးကြသွားလို့ချိန်ညှိနေရတယ်။အဲ့ဒါအပြင်တနေ့ဂျုံမီးသားဆောင်ဟာဒီတစ်ချိန်မှာပိုကျန်းလာတယ်လို့ပဲ။နေအောင်ကြီးမြင်ရတဲ့ရက်တွေဟာပါရှာလုံးနေ။ကောင်းငင်ဟာအမြဲတမ်းမှုန်ကုတ်ကုတ်နေ။ လင်းကိုမလင်းတော့တယ်လို့ပဲရာသီဥတုဟာလူကို စိတ်သက်ကြဆင်းစေတယ်အလုတ်ပင်မရတဲ့အထဲမျိုးလုံးကိုပြူပြဲဖွင့်ပြီးစာကြည့်ရတဲ့အခါလူကယူကျင်တယ်လို့ကြောင်းကျင်တယ်လို့ဖြစ်စာပြုတ်လာပြီအကျိုးဆက်အနေနဲ့ဝင်ငွေကောင်းတဲ့ကူလီထန်းတဲ့အလုတ်ကိုထွက်လိုက်ရတယ်မြို့အစွန်ဘုရားတခုနာက join king ဆိုတဲ့တရုတ်ထိတ်ကဝေးဆိုင်လေးမှာအလုတ်ဝင်လုပ်တယ်အရင်အလုတ်တော့မပင်မန်းဘူးဒါပေမဲ့ ပတ်စံစုမိဆောင်မိတိတ်မရှိတော့ပြန်ဘူးနောက်တစ်နေ့အတွက်ចောင်းလာခចောင်းလာခဆိုတဲ့အချက်ပေးခေါင်းလုံးတန်ဟာခေါင်းထဲမှာအချိန်ပြည့်ညီဟီးနေပြီကျွန်တော်ဟာအရေအပြုံးနေလာတယ်စိတ်ကအရင်ကထက်ပိုလို့ကျွတ်ဆက်မာကျော်လာခဲ့ပြီကံကောင်းတာကကျွန်တော်မှာမြမလေးဒေါ်နန်းမေမေကြီးဆိုတာလေးရှိနေတာပဲဝေးကွာလုံးနဲ့အရက်ကနေကျွန်တော်အလုပ်အားရရဲ့မျိုးစုံသူမရောက်ရောက်အောင်လာရှာတယ် ။မအားပဲအလုတ်သွားနေလေ။သူရောက်လာရင် အနီနာတဝက်ကကော်ဖီဆိုင်တစ်ခုခုမှာစာအုပ်ထိုင်ဖက်ရင်ကျွန်တော်အလုတ်ကပြန်အလာကိုထိုင်ဆောင်နေရှာတာပါပဲ။မုတ်စိတ်ကျင်းစွဲတွေထိုးထိုးထောင်ထောင်နဲ့လူတက်သမားရုပ်ပေါက်နေတဲ့ကျွန်တော်ကိုမြင်ရင်သူညံ့တာမကောင်းဘူး။အိမ်ရောက်တာနဲ့ကျွန်တော်ကိုရေမိုးချိုခိုင်းပြီးသူတွေလာတဲ့ထမင်းဟင်းလေးတွေနှွေးနက်ပြီးပြင်ဆင်ကြွေးမွေးရှာတယ်။ဂျင်အရက်တစ်ပတ်ဒါမှမဟုတ်ဝီစကီတစ်ပတ်တိုက်တယ်။ဒီညစာမကြည့်နဲ့တော့ နားလိုက်တော့လို့အခွင့်ပေးပြီးအဲ့ရပေါ်မှာမင်းတွေထွေထွေနေခိုင်းနေကြောတွေခါတွေပခုံးတွေကိုနှိမ့်နေပေးတယ်။ပင်မလာသမျှထမင်းဝါဝစားလိုက်ရအရက်နဲ့နဲ့တောက်လိုက်ရ အနှိမ့်ခံလိုက်ရလို့ตาရကျင်းနေသွားပြီးမိန်းနေတဲ့ကျွန်တော်ဘေးမှာထိုင်လို့နဖူးကိုပုတ်ပေးလိုက်သပင်းကိုတက်ပေးလိုက်စာကြည့်မီအုပ်ဆောင်လေးနဲ့ဝိထုတအုပ်အုပ်ကိုအတန်ထွက်ဖက်ပြလိုက်နဲ့ကျွန်တော်ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး မနဲ့မိုးလင်းလို့လူးလဲထလာရင်မြမလေးမရှိတော့ဘူးမိုးအသေးချာမလင်းခင် ထွက်တဲ့ယထာအမိလစ်သွားပြီသူလဲအလုတ်သွားရမှာမဟုတ်လားဇပွဲပေါ်မှာစာရွက်လေးတရွက်မနဲ့စာပြင်ထားခဲ့တယ်ရှင့်အချစ်ကလေးတဲ့အဲ့ဒီလိုရက်ကလေးတွေတလမှာ3-4ရက်မရှိနေခဲ့ရင်ကျွန်တော်မလွယ်ပါဘူးလောကရန်ကိုခုခံတဲ့နေရာမှာကျွန်တော်ညီမလေးသာခုလိုဘေးမှာရှိမနေခဲ့ရင်ကျွန်တော်ယူသွားတာကြာရောပေါ့အဲ့ဒီလို ညီမလေးတယောက်ညနေဆောင်ဘက်ရောက်လာတဲ့ပြီးမနက်ဖက်မှာကျွန်တော်မနှိုးခင်ပြန်သွားတတ်တဲ့ရံမျိုးတစ်ခုအပြီးနှစ်ရက်လောက်နေတော့စာကြည့်စပွဲအန်ဆွဲရဲမှာတစုံတရာကိုကျွန်တော်ရှာတွေ့ခဲ့တယ်။ဒီတစ်ခါရှာတွေ့တာ20ရံတွေမဟုတ်တော့ဘူး။ဒေါက်တာ NMMG ဆိုတဲ့နာမည်ပါတဲ့ဘန်ကတ်ကလေးပင်နံပါတ်လေးကိုပါစက်ကူပေါ်ရေးထားပြီးထားခဲ့တာရဲ့။အရင်တုန်းကလိုတော့ကျွန်တော်စိတ်မဆိုးတော့ပါဘူး။သူကကျွန်တော်ချစ်သူပဲဟာ။ဒါပေမဲ့ ဟုံးတော်ခေါ်ပြီးလှမ်းမိမိသေးတယ်။ဘန်ကက်ကဘာလို့ဖို့ထားသွားပြန်တာလဲ။ဟေ့အောင်ငါမှာတုံးစရာရှိပါတယ်ကွာဆိုတာပေါ့။အကိုအရက်တော့စက်ကလက်တော့ရင်အက်ကက်ထဲကတုံးလိုက်ပတ်စံအများကြီးထည့်မထားဘူး။ရှာမရှိနဲလို့အတန်းစွာတတာလေးနဲ့ဖုန်းထဲကနေပြန်ဟောက်လာတယ်။ကျွန်တော်ဘာမှအငင်းမပွားချင်တာနဲ့ငြိမ်နေလိုက်ခဲ့တယ်။အဲ့ဒီဘန်ကက်ကလေးကိုပတ်စံအရေးထိုးထည့်ထားလိုက်ပြီးမိမိပြောက်ပြောက်ပါပဲ။လာအနေငယ်ကြာသွားတဲ့တည့်ရက် ညဘက်အလောက်ကပြန်လာ လမ်းမှာစစ်ကလက်တောက်ချင်လာတယ်။ဒါနဲ့တွေ့ရငွေထုတ်ဆက်မှာပတ်စံ10ရံတရွက်လောက်ဝင်ထုတ်လိုက်တယ်။ငွေထုတ်အပြီးကျွန်တော်ဘန်ကက်ကိုပတ်စံအိတ်တဲပြန်အထက်မှာဒေါက်တာ NMMG ဆိုတဲ့ခက်လေးမတော်တဆတွေ့လိုက်တော့ဘာရဲမဟုတ်စူးစမ်းစိတ်နဲ့စွဲထုတ်ပြီးဘန်ကက်ထဲထိုးထည့်လိုက်တယ်။ပင်နာဘက်ရိုက်ထည့်လိုက်တော့ငွေပပနာတောင်းကနေတော်တော်များများဖြစ်နေတယ်။ကက်ကိုပြန်ထုတ်ပြီးထူထူပူပူနဲ့ညီမလေးကိုဖုန်းခေါ်မိတယ်။ You alright အကိုဘန်ကတဲ့ပတ်စံတွေအများကြီးရောက်နေတယ်။ရောက်နေတာမဟုတ်ဘူးထဲ့ထားတာ။ရောညီမလေးပြောတော့၄900လောက်ဆိုခုဘာလုပ်တာလဲ။နောက်နဲ့ចောင်းလာကဟာအဖို့ကိုအဲ့လိုမလုပ်နဲ့ကွာ။ရှာမရှင်နဲ့ရှင်ကျမကိုမချစ်ဘူးလား။မဆိုင်လဲကွာ။မင်းရဖြစ်လေချစ်လားမချစ်ဘူးလား။ချစ်တာကချစ်တာတတ်တတ်လေအဲ့လိုကြီးကြတော့အဆင်မပြေဘူး။ဒီမဲ့ ကျမကိုချင်ရင်ကျမစီစဉ်တာလက်ခံလိုက်။ရှင်ဒုက္ခဆင်းရဲရောက်နေတာကျမပြောနေရဲ့ထင်သလား။ဘေးကနေကြည့်ရင်ယူတော့မယ်။အဲ့လောက်ကြီးရုံးကံမနေနဲ့တော့မနာကြီးတာတည်တယ်။ဒါပေမဲ့ဒီဟာကိုမငင်းရဘူး။တော်ယုံတင့်ယုံထမင်းပိုးရယုံအလုံးလုံးတော့ကျောင်းလားကကိုခေါင်းထဲကထုတ်ပြလိုက်။နောက်တစ်ချိန်မှာတက်တလုံးပြန်ဆက်ခွင့်ပေးထားမယ်။မြမလေးကိုမတနာဘူးလား။ဟင်?ဟဲ့အကိုကျွန်တော်စိတ်ကလက်ကိုတွွေတွွေဖွာရင် လမ်းမေးတိုင်းဝါဝါတွေကို အတိတ်ပဲမဲ့ငေးမောနေမိတယ်။ဖုန်းထဲကညီမလေးရဲ့စကားသံတွေကိုကြားတစ်ချက်မကြားတစ်ချက်ရဲ့။ငါဟာဘဝမှာဘလောက်ရုန်းကန်ခဲ့ပါစေ။ကြီးတောင်ကြီးမားအိုကြီးအိုမဘဝရောက်ခါမှလမ်းပေါ်မှာဒုက္ခရောက်နေတော့မှလား။ငါချစ်တဲ့ငါချစ်သူငါထင်ခဲ့တဲ့ကောင်မလေးရဲ့တနာတာကိုခံနေရတဲ့လား။အကူကယောက်ျားပြပြတတ်တာမင်းရှိမှရက်နိုင်ရမယ့်အစား ခုတော့မင်းကစောက်တရားမရပူပန်နေရရှာတဲ့ဘဝမင်းလိုကောင်မလေးမျိုးနဲ့လည်းမတန်ပါဘူးအကိုကအလကားကောင်ကြီးပါညီမလေးရဲ့အဲ့လိုရိစိတ်ထဲမှာဒွတ်ဒွတ်ရေရွမိရင်ကျွန်တော်ဝမ်းနေမိခဲ့တယ်နောက်ရက်တွေမှာသူရောက်လာတော့နှစ်ယောက်စလုံးအဲ့ဒီကိစ္စကိုမသိတယ်လို့ဟန်ဆောင်ခဲ့ကြတယ်ကျွန်တော်ကလည်းဘန်ကတ်ကိုအတင်းပြန်ပေးဖို့မကြိုးစားပါဘူးပြန်ပေးရင်လည်းမရတော့ဘူးဆိုတာကျွန်တော်သိနေတာကိုဟိုးအရင်ကလို့သူဟာ ျွန်တော်နဲ့ဘာမှမဆိုင်နဲ့သူတစင်းကောင်ပါလေးမှမဟုတ်တော့တာကိုပြီးတော့ကျွန်တော်ကလည်းချစ်သူ ဖြစ်ပြီးရဲ့နောက်ပိုင်းမှာသူ့ကိုလွန်ဆန်ရဲတဲ့တတိရဲလို့တိတ်မရှိတော့လောက်အောင်တန်ရုံးစင်တွဲခဲ့မိပြီမဟုတ်လားဒါပေမဲ့သူ့ပတ်စံကိုကျွန်တော်မထီပါဘူးကျွန်တော်ယောက်ျားပါနောက်ဆုံးအချိန်ထိလောကရန်ကိုအရှုံးပေးမှာမဟုတ်ဘူးအခုလောလောဆယ်သူ့မျက်နှာကိုတော့တစက်ကလေးမှအပြတ်မခံချင်ဘူးပြဿနာကိုရှောင်တိန်ထားလိုက်မိတယ် ချန်နေကြလာတော့ကျွန်တော်တို့ဆက်ဆံရေးပုံမှန်ပြန်ဖြစ်သွားပြီ။